ိသတ်များအားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာဂျုံလ18ရက်ဓမီစီမာပရိုင်တိုင်းမီစီမာသတင်းအစီအစဉ်ကနေကြိုဆိုပါရစေဒီအစီအစဉ်ကိုကျွန်တော်နောင်နောင်ကတာဝန်ယူတင်ဆက်သွားမှာပါဒီနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ဒေါအောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေအမြန်ဆုံးပြန်လွှတ်ပေးဖို့လွှတ်တော်ကော်မတီစစ်သုံးခုက တောင်းဆိုလိုက်တဲ့သတင်းငလျင်ကျောက်တက္ကသိုလ်ဝန်ထမ်းစာမေးပွဲတွေပြန်ဖြေဆိုနေကြရပြီးចောင်းသား800ကျော်ပြန်မဖြေနိုင်တဲ့သတင်း ။စလင်းကြီးမှာတော့စစ်ကောင်စီစစ်ကြောင်းဝင်ရောက်မှုကြောင့်ဒေသခံထောင်ချီထွက်ပြေးတိမ်းချောင်နေကြရတဲ့တဲ့င်။ငန်းစုံမှာစစ်ကောင်စီစစ်ဆေးရဲ့ဂိတ်ကိုမိုင်းခွဲတိုက်ခိုက်တာကြောင့်တပ်သား၃ယောက်တေဆုံးသွားတဲ့တဲ့င်နဲ့နိုင်ငံတကာသတင်းတွေဘက်မှာတော့အစ္စရေးတိုက်ခိုက်မှုတွေရပ်တန့်စေရဲလှုပ်ဆောင်ပေးဖို့ထရန့်ကိုအီရန်ကတိုက်တွန်းလိုက်တဲ့တဲ့င် တင်းမာမှုတွေလျှော့ပါရဲချက်ချင်းလှုပ်ဆောင်ဖို့အီရန်နဲ့အစ္စရေးကိုတရုတ်ကတိုက်တွန်းလိုက်တဲ့သတင်းတွေအပါအဝင်ဒီနေ့အတွက်နောက်ဆုံးရရွှေစင်းနဲ့ငွေစင်းအကြောင်းတွေကိုလည်းတင်ဆက်ပေးသွားဖို့ရှိနေပါတယ်ခင်ဗျာနိုင်ငံတော်ရဲ့အတိုင်းအခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နဲ့နိုင်ငံရဲ့အကျဉ်းသားတွေအမြန်ဆုံးပြန်လွှတ်ပေးဖို့လွှတ်တော်ကော်မတီ73ခုခတောင်းဆိုလိုက်ပါတယ်စကိုင်းတိုင်းတနင်္သာရီမကွေးရန်ကုန်အေယာဝတီကချင်ကယားကရင်ချင်းမွန် ရှမ်းပဲခူးမန္တလေးစတဲ့ပြည်နယ်နဲ့ဖက်ဒရယ်ယူနစ်လွှတ်တော်ကော်စားပြုကော်မတီ73ခုကဒေါအောင်ဆန်းစုကြည်ရဲ့နှစ်80ပြည့်မွေးနေ့ဂျွန်လ16ရက်နေ့မှာကြာရောက်မဲ့အထင်အမှတ်အဖြစ်သူနဲ့အတူနိုင်ငံရေးအကျဉ်းသားတွေအမြန်ဆုံးပြန်လွှတ်ပေးဖို့ဂျွန်လ18ရက်ဒီကနေ့မှာပူးတွဲကြေညာချက်ထုတ်ပြန်လိုက်တာပါ။ ဒေါအောင်ဆန်းစုကြည်ကဒီမိုကရေစီရှင်သန်ရေးနဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက်မရှိမဖြစ်ပုံကိုဖြစ်ပါတယ်။နိုင်ငံရဲ့ညှိနှိုင်းမှုတွေမှာသူ့ရဲ့အခန်းကဏ္ဍကအဓိကပါပဲလို့ရန်ကုန်လွှတ်တော်ကိုယ်စားလှယ်ဦးကျော်စင်ဦးကပြောပါတယ်။ဒီမိုကရေစီနဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက်တိုင်းရင်းသားခေါင်းဆောင်တွေနဲ့သက်ဆိုင်သူတွေအားလုံးပူးပေါင်းပါဝင်ကြဖို့လိုအပ်ပြီးဒေါအောင်ဆန်းစုကြည်ဟာဒီလုပ်ငန်းစဉ်တွေရဲ့အဓိကပုံကိုဖြစ်တယ်လို့ကြေညာချက်မှာဖော်ပြထားပါတယ်။ NLD ပါတီကလည်းဂျွန်လ၁ရက်ထုတ်ပြန်ကြေညာချက်မှာဒေါအောင်ဆန်းစုကြည်လွတ်မြောက်ရေးဟာနိုင်ငံရဲ့အနာဂတ်အတွက် အရေးပါကြောင်းဆိုထားပါတယ်။အာဏာသိမ်းစစ်တပ်ရဲ့ဥပဒေမဲ့လုပ်ရက်တွေကြောင့်ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ဆပြုနေတဲ့နိုင်ငံတော်နဲ့နိုင်ငံသူနိုင်ငံသားတွေဟာတောင်ပေါ်မြေပြန့်ကြေးလက်မျိုးပြမကြမ်းနေရဒေသအစုံမှာအထွေထွေအကျပ်အတည်းတွေကိုအဆိုးဝါးဆုံးရင်ဆိုင်ကြုံတွေ့နေကြရပြီးပြည်ထောင်စုရဲ့အနာဂတ်ဟာလည်းမရေမရာမတေချာမှုတွေနဲ့ အလွန်စိုးရိမ်ရတဲ့အခြေအနေရောက်ရှိနေကြောင်းလည်းပြည်내နဲ့ Federal Unit လွှတ်တော်ကိုစားပြုကော်မတီစစ်သုံးခုရဲ့ပူးတွဲကြေညာချက်မှာဖော်ပြထားပါတယ်မြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းပြီးနောက်စစ်ကောင်စီကနိုင်ငံတော်ရဲ့အတိုင်းအမခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကိုအမှုပေါင်း16မှုနဲ့ထောင်ဒဏ်33နှစ်ချမှတ်ခဲ့ပြီး2023ဩဂတ်စ်လထဲမှာအမှုတချို့ကိုပြည်တံလွန်ငင်းခွင့်ပေးကထောင်ဒဏ်28နှစ်ဆက်လက်ချမှတ်ထားတာဖြစ်ပါတယ်ခင်ဗျာ အခုနောက်ထပ်သတင်းတပုတ်အနေနဲ့2025မတ်လ28ရက်နေ့ကအင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့်မန္တလေးတက္ကသိုလ်ပင်မဆောင်မှာစာစစ်နေချိန်အဆောက်အဦပြိုကျပြီးမိလောင်ပျက်စီးခဲ့ပါတယ်။မန္တလေးစကိုင်းကချင်ပြည်နယ်နဲ့နေပြည်တော်ကတက္ကသိုလ်ဝန်ထမ်းစာမေးပွဲကျောင်းသား6,2954ယောက်ရဲ့အဖြစ်လွှာတွေမိလောင်ပျက်စီးခဲ့ရတယ်လို့စစ်ကောင်စီကမတ်လ29ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။နေပြည်တော်မှာလည်း ဌာနဆိုင်ရာအဆောက်အဦတွေထိခိုက်ပျက်စီးခဲ့ပါတယ်။ဒါကြောင့်မန္တလေးစကိုင်းကချင်နဲ့နေပြည်တော်ကကျောင်းသားတွေဟာ2025ဇွန်လ16ရက်ကနေ21ရက်နေ့အထိတက္ကသိုလ်ဝန်ထမ်းစာမေးပွဲပြန်လည်ဖြည့်ဆို့နေကြရတာပါ။စကောင်စီရဲ့စည်ရင်တွေအရဂျွန်လ16ရက်နေ့ပထမနေ့မှာပဲစာမေးပွဲဖြေဆိုသူ6224ယောက်ရှိပြီး ဖြေဆိုသူရာခိုင်နှုန်း68.60ရာခိုင်နှုန်းဖြစ်ပါတယ် စည်ပေးသွင်းသူစုစုပေါင်း63,680ဦးရှိတာကြောင့်စာမေးပွဲပြန်မဖြစ်နိုင်သူ846ယောက်ရှိတယ်လို့ဂျွန်လ18ရက်နေ့ထုတ်စက်ကောင်စီရဲ့သတင်းစာတွေမှာဖော်ပြပါတယ်။မန္တလေးတိုင်းဒေသကစည်ပေးသွင်းသူ34,242ဦးထဲက33,888ယောက်သာ ဖြစ်ဆိုခဲ့တာကြောင့်453ယောက်စာမေးပွဲပြန်မဖြစ်ခဲ့ပါဘူး။မက်ရှလာစာမေးပွဲမှာ ဘာသာရဲ့အားလုံးဖြည့်ဆို့ထားသူတွေကိုပဲပြန်ဖြည့်ဆို့ခွင့်ပြုမှာဖြစ်ပြီးတော့ဖြည့်ဆို့ခွင့်ရသူစီရင်တွေကိုပညာရေးမှုယုံတွေနဲ့စာစည်းဌာနတွေမှာကြေညာမယ်လို့စစ်ကောင်စီကဧပြီလ22ရက်နေ့မှာထုတ်ပြန်ပါတယ်။ဒါပေမဲ့ငလင်းဒံတဲ့နေမြေတွေမှာចောင်းသားတွေဟာစားဝဲနေရတဲ့နေထိုင်ရေးအခက်အခဲတွေကြုံတွေ့နေကြရပြီးစာမေးပွဲပြန်ဖြည့်ဆို့ရဖို့အတွက်စိတ်ဖိစီးမှုတွေရှိနေကြတာပါ။စကောင်စီရဲ့စာမေးပွဲပြန်ဖြည့်ဆို့ဖို့ဆုံးဖြတ်ချက်တွေအပေါ်ဝေဖန်မှုတွေရှိနေပါတယ်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားများတက်မကဘာကသားများအဖွဲ့ချုပ်ကဧပြီ14ရက်နေ့ကသဘောထားထုတ်ပြန်ခဲ့ရမှာစာမေးပွဲပြန်ဖြေဆိုမဲ့အစားတက္ကသိုလ်အလိုက်ဒါမှမဟုတ်ဘာသာရဲ့အလိုက်အရေးအချင်းစီစစ်ပြီးရွေးချယ်တဲ့စနစ်ကို ပြောင်းလဲတင်တယ်လို့အကြံပြုထားပါတယ်ခင်ဗျာ အခုနောက်ထပ်သတင်းတပုတ်အနေနဲ့စကိုင်းတိုင်းဆလင်းကြီးမြို့နယ်ညောင်ပင်ကြီးကျေးရွာရဲစခန်းကို2025ခုနှစ်ဇွန်လ15ရက်နေ့ညနေပိုင်းမှာအင်အား100လောက်ပါတဲ့စစ်ကောင်စီစစ်ကြောင်းတစ်ခုမုံရွာဖက်ကနေရေလန်းချောင်းကနေတဆင့်ဝင်ရောက်လာခဲ့ပါတယ်။အဲဒီအာနာသိန်းစစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းဟာဇင်းရော်ကဒိုးစိတ်မှာအလုတ်သွားအလုတ်ပြန်ဒေသခံတွေကိုဆစ်ဆဲပြီးညောင်ပင်ကြီးရွာမှာရှိတဲ့ဖုံးကြီးချောင်းမှာတက်ဆွဲခဲ့တယ်လို့ရန် People Force YPF တပ်ဖွဲ့စီကတီးရပါတယ်။ဂျွန်လာ16ရက်မှာ စစ်ကြောင်ဟာအောက်ချမ်းစီကျေးရွာကိုဝင်ရောက်ခဲ့ပြီးညနေပိုင်းမှာတော့ညောင်ပင်ကြီးရွာကိုပြန်လည်ရောက်ရှိကာညပိုင်းမှာတော့တရုတ်ဝမ်ပေါင်ကုမ္ပဏီအတွင်းကိုဝင်ရောက်သွားတာဖြစ်ပါတယ်အဲ့ဒီတော့စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းလှုပ်ရှားမှုတွေကြောင့်ညောင်ပင်ကြီးအနီးမှာရှိတဲ့ရွာရှေတိန်တော်အောင်ချမ်းစီထတော်ကြီးစတဲ့ကြေးရော်တွေကဒေသခံထောင်ထဲချီဘေးလွတ်ရာကိုထွက်ပြေးတိမ်းချောင်နေကြရတာပါ။ တချို့ရွာတွေကလူတွေထွက်ပြေးသွားကြပြီးတချို့ကလည်းအရေးကြုံရင်ထွက်ပြေးနိုင်အောင်အထုပ်အပိုးတွေပြင်ဆင်ထားရတယ်လို့အညာပြစ်တိုင်းထောင်ဒင်းများအဖွဲ့ကတာဝန်ရှိသူတဦးကပြောပါတယ်။ဂျွန်လ18ရက်မနေ့ပိုင်းမှာတော့စစ်ကောင်စီတပ်ဖွဲ့ဟာမြောက်ပင်ကြီးရဲစခန်းရဲ့ထတော်ကြီးရော်မှာရှိတဲ့ကာကင်းစခန်းနဲ့ဝမ်ပေါင်ကုမ္ပဏီကိုတွာလာလှုပ်ရှားနေတယ်လို့သိရပါတယ်။အဲ့ဒီစစ်ကြောင်းဟာနေမြေရှင်းင်းရဲ့အတွက်လာရောက်တာဖြစ်နိုင်တယ်လို့ YPF တပ်ဖွဲ့တာဝန်ခံကိုလက်ရာကပြောပါတယ် အခုထိတော့ဖန်းစီတက်ဖြတ်တာဒါမှမဟုတ်မိရှို့ဖြက်စီးတာတွေမရှိသေးပါဘူးဒါပေမဲ့သူတို့ကဒီအတိုင်းပြန်မသွားပဲတခြားနေရာတွေကိုထတ်ထိုးလာရင်တိုက်ပွဲတွေဖြစ်လာနိုင်ခြေရှိပါတယ်လို့သူကပြောပါတယ်ဒီကရက်မေလ14ရက်ကညောင်ပင်ကြီးရဲစခန်းကထွက်လာပြီးကုန်တင်ကားတွေစီကနေငွေကောက်ခံနေတဲ့စစ်ကောင်စီတပ်သားတွေကိုတော်လန်ရဲတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သားတယောက်နဲ့တော်လန်ရဲတပ်ဖွဲ့ဝင်တယောက်ကြာဆုံးခဲ့ရပါတယ်ခင်ဗျာ အခုနောက်ထပ်သတင်းတပုတ်အနေနဲ့မန္တလေးတိုင်းငဇုံမြို့နယ်မြို့သားဆေးရုံအနီးမှာရှိတဲ့စစ်ကောင်စီစစ်စရဲဂိတ်ကိုဂျုံလ16ရက်နေ့မနက်9:50အချိန်မှာမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သား3ယောက်တေဆုံးပြီးထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့နဂနီပျောက်ကြားတပ်ဖွဲ့မြင်းချံကဂျုံလ18ရက်ဒီကနေ့မှာပဲထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်တွေကိုအမြဲစောင့်ကြည့်ပြီးသူတို့လှုပ်ရှားတတ်တဲ့နေရာတွေကိုတေချာလေ့လာတဲ့နေစဉ်ထွက်လာတော့ကျွန်တော်တို့အတွက်အကွက်ထဲဝင်လာတာနဲ့ကြိုတင်ပြင်ဆင်ထားပြီးမိုင်းဆွဲတိုက်ခိုက်ခဲ့တာပါလို့နဂနီပြောက်ကြားတပ်ဖွဲ့မြင်းချံတာဝန်ရှိသူကပြောပါတယ်ဒီလိုမိုင်းခွဲတိုက်ခိုက်ခံရပြီးနောက်စစ်ကောင်စီတပ်ဖွဲ့ကရန်တမ်းပစ်ခတ်မှုတွေပြုလုပ်ခဲ့ပြီးတေဆုံးသူတွေနဲ့ဒဏ်ရာရသူတွေကိုမျိုးတာဆေးရုံကိုခေါ်ဆောင်သွားတယ်လို့သိရပါတယ် ဒဏ်ရာရတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်၄ယောက်လောက်ရှိမယ်။ဆေးရုံကလူနာဆောင်တွေပါခေါ်ပြီးအခြေအနေမကောင်းသူတွေကိုမန္တလေးဘက်ကိုကားနဲ့ပို့သွားတယ်။ကားပေါ်မှာပြည်သူတချို့လည်းပါသွားတယ်လို့သိရပါတယ်။ကားပေါ်မှာပြည်သူတချို့လည်းပါသွားတယ်လို့ဆိုပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဟာမြို့သားမြို့မှာရှိတဲ့စစ်မှုဆောင်နဲ့ရဲစခန်းတွေမှာတက်ဆွဲထားပြီးရဲစခန်းကစစ်ကောင်စီတပ်သားတွေကတော့မြို့ပေါ်မှာကင်းလှဲစစ်စရဲဂိတ်ပွင့်ကငွေကောက်ခံလဲရှိတယ်လို့သိရပါတယ်။ မိုင်းခွဲတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ဒီနေ့ဂျွန်လ18ရက်နေ့မှာတော့မြို့သားဆေးရုံအနီးမှာရှိတဲ့ဆေးဆေးရဲဂိတ်ဟာမရှိတော့ဘူးလို့ငကနီပျောက်ကြားတပ်ဖွဲ့မြင်းချံကပြောပါတယ်။တော်လှန်ရေးတပ်ဖွဲ့တွေကငန်းစုံမြို့နယ်အတွင်းပြည်သူတွေကိုကားတွေကိုမှန်ချမောင်းနှင်ဖို့နဲ့တိုက်ပွဲတွေဖြစ်ပွားနေချိန်မှာဆိုရှစ်ဆက်မမောင်းပဲနောက်ပြန်လှည့်ဖို့တိုက်တွန်းထားပါတယ်ခင်ဗျာ။အခုတော့နိုင်ငံတကာသတင်းတပုတ်ကိုကြည့်အောင်ပါ။ အစ္စရေးရဲ့တိုက်ခိုက်မှုတစ်ခုကြောင့်ဂျွန်လာ16ရက်နေ့မှာအီရန်နိုင်ငံပိုင်ရုပ်သံဌာနထိမှန်ခဲ့ပြီးနောက်စစ်ပွဲဟာအစ္စရေးရဲ့တိုက်ခိုက်မှုကိုရပ်တန့်စေဖို့နဲ့အပြစ်အခက်ရယ်ဆယ်ဖို့အတွက်ဖိအားပေးဖို့အီရန်ကအမေရိကန်ကိုတိုက်တွန်းလိုက်တယ်လို့ရိုက်တာသတင်းတပုတ်မှာဖော်ပြပါတယ်။ တစ်ချိန်တည်းမှာပဲအစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့်အီရန်ရဲ့အကြီးဆုံးယူရေနီယံတန်းစင်စက်ရုံမှာကြီးကြီးမားမားထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တယ်လို့ကုလသမဂ္ဂနျူကလ িয়ার စောင့်ကြည့်ရဲ့အဖွဲ့အကြီးအကဲကပြောပါတယ်ဂျွန်လ16ရက်နောက်ပိုင်းကအီရန်ရဲ့ရုတ်တံလွှင့်ဌာနကိုထိမှန်အောင်တိုက်ခိုက်ခဲ့ကြောင်းအစ္စရေးကပြောကြားပြီးပောက်ကွဲမှုတစ်ခုဖြစ်ချိန်မှာအီရန်သတင်းတင်ဆက်သူအမျိုးသမီးတဦးထိုင်ခုံနေရာကနေအလင်းအမြန်ထားထွက်သွားတဲ့ရုတ်တံတစ်ခုလည်းထွက်ပေါ်ခဲ့ပါတယ် အဲ့ဒီရုတ်တန့်ဌာနအဆောက်အုံဟာအီရန်လက်နက်ကင်တပ်ဖွဲ့ကဆက်သွယ်ရေးချိတ်ဆက်ဆောင်ရွက်ရေးစင်တာတစ်ခုအဖြစ်အသုံးပြုနေတဲ့အဆောက်အုံဖြစ်တယ်လို့အစ္စရေးစစ်တပ်ကပြောပါတယ်။အစ္စရေးအီရန်ပဋိပက္ခက ဂျွန်လ18ရက်ဒီကနေ့မှာ9ရက်မြောက်ထဲဝင်လာခဲ့ပြီးအီရန်ကအစ္စရေးကိုနောက်ထပ်ဒုံးကျည်တွေနဲ့ပြစ်လွှတ်တိုက်ခိုက်ခဲ့တာကြောင့်ညတကောင်ကျော်အချိန်မှာအစ္စရေးမြို့တော်မှာလည်းလေကြောင်းကာကွယ်ရေးအချက်ပေးတံတွေအော်အော်တံတွေထွက်ပေါ်ခဲ့ပါတယ်။အီရန်အနေနဲ့တပ်တမန်ဆက်ဆံရေးအပေါ်အလေးအနက်ထားပေမဲ့လက်ရှိမှာတော့ရန်လုံမှုကိုထိတ်တိုက်တွဲမှုအပေါ်အာရုံစိုက်နေရကြောင်းအီရန်နိုင်ငံခြားရေးဝန်ကြီးက ဥရောပနိုင်ငံ၄ခုရဲ့နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာပြောကြားခဲ့တယ်လို့အီရန်နိုင်ငံပိုင်မီဒီယာကဖော်ပြပါတယ်။အစ္စရေးကသူ့ရဲ့ရည်မှန်းချက်ကအီရန်ရဲ့နယူကလီးယားလက်နက်စက်ရုံ ထုတ်လုပ်နိုင်စွမ်းကိုဖေချာဖျောက်ဖျက်ဖို့ဖြစ်တယ်လို့ပြောပါတယ်ခင်ဗျာ။အခုဆက်လက်ပြီးတော့နောက်ထပ်နိုင်ငံတကာသတင်းတပုတ်ကိုကြည့်အောင်ပါ။အစ္စရေးတိုက်ခိုက်မှုတွေရပ်တန့်စေဖို့လှုံ့ဆော်ပေးဖို့ထရန့်ကိုအီရန်ကတိုက်တွန်းလိုက်ပါတယ်။အပြည့်အစုံကိုဂျူချန်းကဆက်ပြီးပြောပြပေးမှာပါခင်ဗျာ။ တီဟီရန်ကအစ္စရေးမျိုးတွေကိုဒုံးကျည်အများပြားနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးအစ္စရေးကလည်းအီရန်အတွင်းပိုင်းကြက်ကြမှာရှိတဲ့စစ်ရေးပစ်မှတ်တွေကိုတိုက်ခတ်ခဲ့ကြပြီးတဲ့နောက်တင်းမာမှုရောပါရေးအတွက်ချက်ချင်းလှုံ့ဆော်ကြဖို့တရုတ်နိုင်ငံကအီရန်နဲ့အစ္စရေးတို့ကိုတနင်္လာနေ့ကတိုက်တွန်းပြောကြားလိုက်ပါတယ်ဒေသကြီးတစ်ခုလုံးပုံမိုးပြီးကတောင်းကနေအခြေအနေကြောက်ရောက်မသွားရအောင်နဲ့ပြဿနာတွေကိုညှိနှိုင်းဆွေးနွေးတဲ့နေနဲ့ဖြေရှင်းနိုင်ရေးလမ်းကြောင်းမှန်ပေါ်ပြန်ရောက်သွားနိုင်ရေးတို့အတွက် တက်မမော်ရီရှော့ချနိုင်ရေးအစီအမံတွေကိုချက်ချင်းလှုပ်ဆောင်ဖို့ပါဝင်သူအားလုံးကိုကျွန်တော်တို့တိုက်တွန်းလိုက်ကြပါတယ်လို့တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကော်ဂျာကွန်ကပြောကြားလိုက်ပါတယ်။စေစွန်းနှင်ပေါင်းများစွာကြံလို့မှုနဲ့ရှေးကြတဲ့ခြေပုံးခုတ်စစ်ပွဲတွေကိုဂျားကန်နေနဲ့လျှို့ဝှက်ဆစ်ဆင်ရေးတွေနဲ့ဆင်နွှဲခဲ့ကြပြီးတဲ့နောက်အစ္စရေးကအီရန်ကိုအရင်ဘက်ကအလင်းငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ အရိတိုက်ခိုက်မှုမှာအခုအထိအပြင်းထန်ဆုံးစစ်ပွဲဖြစ်ပြီးအရှိအလယ်ပိုင်းဒေသတစ်ခုလုံးလွှမ်းခြုံသွားနိုင်ကရေရှည်ပြိပခဖြစ်သွားမှကိုစိုးရိမ်နေကြတာပါသူရဲ့တိုက်ခိုက်မှုတွေဟာအီရန်ရဲ့နျူကလ িয়ার နဲ့စစ်ရေးအဆောက်အုံတွေကိုထိမှန်ခဲ့ပြီးထိုက်တန်းတက်မှုတွေနဲ့နျူကလ িয়ার သိပ္ပံပညာရှင်တွေကိုတပ်ဖြတ်နိုင်ခဲ့တယ်လို့အစ္စရေးကပြောပါရယ် ဒါပေမဲ့အီရန်ကောင်ဆောင်အယာတိုလာအလီခါမီနီကိုတပ်ဖြတ်ဖို့အစ္စရေးရဲ့အစီအစဉ်ကိုနောက်ပြန်ဆုတ်ဖို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောခဲ့တယ်လို့ထိတ်တန့်အမေရိကန်သံတမန်တယောက်ကတနင်္ဂနွေနေ့ကပြောပါရယ်တရုတ်ထိတ်တန်သံမတ်ဝန်ကြီးကအစ္စရေးနဲ့အီရန်နိုင်ငံသားရေးဝန်ကြီးတွေနဲ့စနေနေ့ကဖုံးဆက်စကားပြောကြားခဲ့တယ်လို့နိုင်ငံသားရေးဝန်ကြီးဌာနကပြောပါရယ်။အဲ့ဒီပြောကြားမှုမှာပေကျင်းကတီဟီရန်ကိုထောက်ခံကြောင်းအတီလင်းပြောကြားခဲ့တယ်လို့ဆိုပါရယ်ရှင်။ ထိတ်တန်းတဲ့နောက်ဆုံးရပြည်တွင်းနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါအခုဆက်လက်ပြီးတော့ဒီကနေ့ညနေ9:00နာရီအထိရရှိထားတဲ့ငွေလဲနှုန်းရွှေဈေးဆက်30ဈေးနဲ့စားအုပ်ဈေးတွေကိုတင်ပြပေးပါမယ်ဒါတွေကိုမီစီမသတင်းထောက်ကိုမြတ်သူရာကစူးစီးတင်ဆက်ပေးမှာပါခင်ဗျာဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်ဈေး2100ကျပ်ပြင်ပပေါင်ဈေး4530ကျပ် စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စဉ်1640တသမ24ကျပ်ပြင်ပပေါင်စီ3563ကျပ်ဥရောပတယူရိုကိုစစ်ကောင်စီတတ်မှတ်စဉ်1432တသမ43ကျပ်ပြင်ပပေါင်စီ9243ကျပ်ထိုင်းဘတ်တဘတ်ကိုစစ်ကောင်စီတတ်မှတ်စဉ်64တသမ69ကျပ်ပြင်ပပေါင်စီ136တသမ89ကျပ် မလေးရှားတပင်းကိတ်ကိုစစ်ကောင်စီတတ်မှတ်စေ495တသမ1ခွန်ကျပြင်ပပေါင်စေ1086ကျပေါင်စေရှိပါတယ်ဗောပြပါငွေလက်လက်နှုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရပြည်တွင်းရွှေစင်းနှုံးတွေကတော့အခောက်ရွှေတစ်ချက်သားကို ရွှေကုန်တဲ့အတင်းတတ်မှတ်စေ96သိန်းကျပြင်ပပေါင်စေ96သိန်း9000ကျ15ပဲတစ်ချက်သားကို ရွှေကုန်တဲ့အတင်းတတ်မှတ်စေ 55သိန်း3150ကျပြင်ပပေါက်စေ85သိန်းကျပေါက်စေရှိပါတယ်ပေါ်ပြပါရှင်စင်းလုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရရန်ကုန်73စီစင်းလုံးတွေကတော့ဒီဇယ်လီတာကို2410ကျပရီမီယံဒီဇယ်လီတာကို2990ကျအော်ဒိတ်92လီတာကို2850ကျအော်ဒိတ်95လီတာကို 2915ကျပ်ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါစသုံးစီဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရစားအုံးစီဈေးနှုန်းတွေကတော့စားအုံးစီတစ်ပိတ်သားကိုစစ်ကောင်စီတတ်မှတ်စေ6130ကျပ်ပြင်ပပေါက်ဈေး8000ကျပ်ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ဓမီစီမာပရိုင်တိုင်းမီစီမာသတင်းအစီအစဉ်ကိုတင်ဆက်ပေးခဲ့တာပါ။ ကြီးချူအားပေးကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ဒီအစီအစဉ်ကိုကျွန်တော်နောင်နောင်ကစူးစီးတင်ဆက်ပေးခဲ့တာပါဓမီစီမာပရိုင်တိုင်းသတင်းအစီအစဉ်ကိုနေ့စဉ်တနင်္လာကနေတောက်ကြနေ့အထိည9နာရီတိုင်းမှာစောင့်မျှော်ကြီးချူနိုင်ပါတယ်မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ